United Fan ကြီးကိုတော့မသိဘူးကျွန်တော်ကတော့ခုနောက်ပိုင်းဘယ်သင်းနဲ့ပဲတွေ့တွေ့အသင်းရ Industry ရရုပ်ကန်ရအောင်မယ်ဆိုတဲ့ cycle တွေထိပဲဝင်လာနေတယ်တကယ်လို့ကျွန်တော်တို့နဲ့တွေ့တဲ့အသင်းရ physical aggressive အရန်ပို့ပြီးတော့ဖြစ်တယ်ဆိုရင်အိုက်ပွဲရဲ့ Industry ရတောင်းဆိုမှုအရာဒီ physical demand ပို့ပြီးတော့များတယ်ဒီ under value ကစားသမားချင်းတူမယ်ဆိုရင်တောင်မှကျွန်တော်က Premier League အတွေ့အကြုံရှိတဲ့ကစားသမားတွေကိုပို့ပြီးတော့ဦးစားပေးစေ Hello အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာကြိုဆိုပါရစေ။ကျွန်တော် Manchester United နဲ့လက်ရှိရုံးခန်းနေရတဲ့အကြောင်းအရင်းကြီးမယ်ဆိုရင်တိုက်စစ်ကကစားသမားတွေအဆုံးသတ်မသိကြတဲ့အကြောင်းဆိုတော့ကျွန်တော်အများကြီးပြောကြတော့လုံးဝမထင်ဘူးဗျာ။ဒါပေမဲ့ကျွန်တော် Manchester United နဲ့ခုနောက်ပိုင်းဒီတောက်လျှောက်ရုံးခန်းလာနေရတဲ့အကြောင်းအရင်းတွေကိုကြည့်မယ်ဆိုရင်တစ်ဖက်ကဒီ physicality ပြဿနာကိုလည်းမိထားလို့မရဘူး။အဲ့ပြဿနာဘယ်လောက်ထိဆိုးလဲဆိုရင်ဗျာကျွန်တော်တို့ဒီ United fan ကြီးကိုတော့မသိဘူးကျွန်တော်ကတော့ ခုနောက်ပိုင်းဘယ်သင်းနဲ့ပဲတွေ့တွေ့အသင်းက industry ရောကန့်ရအောင်လေဆိုတဲ့ cycle တွေထိပါဝင်လာနေရပြဆိုတော့တကယ်လည်းကျွန်တော်တို့ Manchester United အသင်းအဆင်ပြေခဲ့တဲ့ပွဲတွေနဲ့ဒီရောကန့်ခဲ့ရတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်အဲ့ physical ability ပြဿနာကရှင်းရှင်းချာချာကိုမြင်နေရတယ်ဒီအားဒီမှာဆိုရင်ကျွန်တော်တို့ Manchester United အသင်းက Europa League မှာဆိုရင်အဆင်ပြေနေအောင်ရှိရပြအဲ့လိုအဆင်ပြေနေအောင်ဖြစ်နေတာကလည်းကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့အသင်းတွေတိုင်းမှာ physical aggressive အရန်ဖြစ်တဲ့အသင်းတွေမပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီတစ်ဖက်က Premier League မှာကျွန်တော်ဘယ်အသင်းနဲ့တွေ့တွေ့ရောကန့်နေရတယ် ဆိုတော့ဒါကဗျာပရီးမီးယားလိမှာရှိနေတဲ့အသင်းတိုင်းကကျွန်တော်တို့အသင်းထက်ဟိုပိုပြီးတော့ physical aggressive ဖြစ်နေလို့ဆိုတာတဲ့ကျွန်တော်တို့ United ကဒီပရီးမီးယားလိရဲ့ရှင်းတင်တဲ့ industry level တခုမှရှိမနေတာကြောင့်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ပရီးမီးယားလိအသင်းတစ်သင်းဖြစ်ပြီးတော့ပရီးမီးယားလိရဲ့ industry level တခုမှရှိမနေတာကအရင်တော့စိုးရိမ်ကြကောင်းတယ်လို့ကျွန်တော်ကတော့ထင်တယ်ကျွန်တော်ဒီ industry ကကွဲတိုင်းမှာတော့အများတိုင်းတူညီနေရတာမဟုတ်ဘူးဗျာကွဲတဲ့ဘွဲပေါ်မှာမူတည်ပြီးတော့ industry ကလည်းပြောင်းလဲရှိရယ် တကယ်လို့ကျွန်တော်တို့နဲ့တွေ့တဲ့အတွင်းဖိစကယ် aggressive အရန်ပို့ပြီးတော့ဖြစ်တယ်ဆိုရင်အိုက်ပွဲရဲ့ industry ရဲ့တောင်းဆိုမှုအရာဒီ physical demand ပို့ပြီးတော့များတယ်ဆိုတော့ဒီ premier league မှာကစားဖို့ဆိုရင်ဗျာ tactical technical တွေဆိုတာတဲ့ physicality ကပို့ပြီးတော့အရေးပါတယ်လို့ဖြစ်နေတယ်ဒါကကျွန်တော်ကချန်တဲ့ယာတွေကရေးမပါဘူးလို့ပြောရမှာမဟုတ်ဘူးဗျာဒါပေမဲ့ဒီ tactical technical တွေဘယ်လောက်ပဲကောင်းကောင်းကစားမတယောက်က physicality မကောင်းရင် premier league မှာပို့ပြီးတော့ရုန်းကန်ရတဲ့ပုံအခြေအနေမျိုးမှာရှိနေတယ်ဆိုတော့ခုနောက်ပိုင်းမှာဆိုရင်ဒီ modern football မှာဗျာတင်းတိုင်းက ပရစီမက်သက်တွေကိုတခြားပြင်ဆင်တယ်ပြီးတော့ high pressing နဲ့ high intensity တွေကစားလာတယ်။ဟိုကျွန်တော် Manchester United ဈေးမှာဆိုရင်လည်းပြတချို့ပွဲတွေကိုကြည့်မယ်ဆိုရင်ပွဲထွက်လာတဲ့အချိန်နဲ့ပွဲစပိုင်းတွေမှာဆိုရင်ဒီ tactically ရအဆင်ပြေခဲ့တဲ့ပွဲတွေရှိရဲ။ဒါပေမဲ့ပွဲချိန်ကြာလာတာနဲ့အမျှ physicality မရှင်နိုင်တဲ့အခါမှာ tactically ရအလိုလိုနှိမ့်သွားခဲ့ရတဲ့ပွဲတွေလည်းရှိတယ်။ဆိုတော့ဒီ physicality ပြဿနာ player တအူးချင်းစီရဲ့ဝယ်ရင်းကြောင့်လည်းပါသလိုကျွန်တော်တို့ဒီ squad တက်တွေအသေးလိုက် physical play တွေ အဲ့အရာကြီးကြောင့်လည်းပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ကျွန်တော် Manchester United တင်ရအဲ့အပိုင်းတွေအကုန်လုံးမှာအားနည်းနေတယ်။ဆိုတော့ဗျာဒီကစားသမားတယောက်ချင်းစီကသူတို့ရဲ့ဒီ body structure ဖွဲ့စည်းပုံလေးပြီးတော့ဒီ strength power တွေကိုကောင်းလာဖို့တူညီထွင်ကြီးတွေများများလုပ်ဖို့ရလိုအပ်တယ်လို့ဒီအသင်းလိုက် physical training session တွေလည်းအခုတည်းပို့ပြီးတော့များများရှိဖို့ရလိုအပ်မယ်လို့တော့ကျွန်တော်ကထင်တယ်။ဒါပေမဲ့ကျွန်တော်ဒီမှာ concern တစ်ခုရှိရပြ။အဲ့ဒါတော့ဒီတချို့ player တွေကကျတော့သူတို့ရဲ့ဒီ neutrally အရာကို body structure တိစောက်ပုံကဒီလိုပုံစံဖြစ်တယ်။တချို့ player တွေကျတော့လည်း ီအသက်အရွယ်အရာ industry ကိုမလိုက်နိုင်တော့တာရှိရယ်ဆိုတော့ဒါ ਈ အတွက်ကျတော့ကျွန်တော်တို့ကအများကြီးလုပ်လို့မရတော့ဘူးအဲ့နေရာတွေမှာအစားထိုးမှုလုံးမှာပဲရတော့မှာ စားထုတ်မယ်ဆိုရင်လည်းကျွန်တော်ကတော့ tactical player တွေ technical player တွေထက်ဒီ physicality ကောင်းကောင်းတဲ့ VMB player တွေကိုပို့ပြီးတော့ဦးစားပေးသိချင်တယ်ဆိုတော့ Amorin ကိုရိုင်းကလည်းလာမယ့်နှစ်မှာသူကဘယ်သူတွေကိုခေါ်ယူပေးပါဆိုတာထက်ဒီ pace and power ကောင်းတဲ့ကစားသမားတွေကိုဦးစားပေးခေါ်ဖို့ရပြောထားတယ်အသင်းမှာဒီ technical player တွေမလိုအပ်တာတော့မဟုတ်ဘူးဗျာဒါပေမဲ့အသင်းရဲ့လက်ရှိဘန်ဒါရေးအခြေအနေနဲ့စကတ်ပို့ပြီးတော့ကောင်းဖို့ဆိုရင်ကျွန်တော်တို့က under value ကစားသမားတွေကိုခေါ်မှအဆင်ပြေတော့မှာ ကျွန်တော်ကတော့ဒီလာမယ့်နှစ်မှာအသင်းကိုဒီ quality ထက် quantity ကိုပို့ပြီးတော့ဦးစားပေးစေချင်တဲ့အထက်မှာပါတယ်။ဒါပေမဲ့ quality ကအရေးမပါဘူးလို့ပြောတာမဟုတ်ဘူးเนาะ။ဒါပေမဲ့ကျွန်တော်တို့ဒီပေါင်သန်း20 30လောက်သုံးပြီးတော့လည်းအရင်ကြီးကောင်းတဲ့အရင်ကြီး quality ကောင်းတဲ့ကစားသမားမျိုးရမှာတော့မဟုတ်ဘူးဗျာ။ဆိုတော့ဒီ under value ကစားသမားချင်းတူမယ်ဆိုရင်တောင်မှကျွန်တော်က premier league အတွေ့အကြုံရှိတဲ့ကစားသမားတွေကိုပို့ပြီးတော့ဦးစားပေးစေချင်တယ်။ဒါပေမဲ့ဒီလာမယ့်နှစ် transfer အကိုင်းမှာဒါ Chris Roberts ပဲဆိုတော့ဘာပဲဖြစ်လာမလဲဆိုတာကျွန်တော်စောင့်ကြည့်တော့ရမယ်။သူ့ရဲ့ဒီ track record အရဆိုရင်လည်းဒီ player identification မှာတော်တော်ကြီး ကောင်းတဲ့ဒီဘေးကြီးတစ်ခုလည်းဖြစ်တယ်ဗျာဆိုတော့သူဘာပဲလုပ်မလဲဆိုတာကတော့ကျွန်တော်လာမယ့်နေ့မှာဆက် ပြီးတော့စောင့်ကြည့်သွားရမယ်ဆိုတော့ဒါကကျွန်တော် Manchester United နဲ့ခုနောက်ပိုင်းမှာတောက်လျှောက်ရုန်းကန်နေရတဲ့ဒီ physicality ပြဿနာပေါ်မှာကျွန်တော်ရဲ့အမြင်ကိုပြောထားတာဖြစ်တယ်ကျွန်တော်ကတော့ဒီပြဿနာအရေးကြီးရလို့ထင်တယ်ဗျာဒီပြဿနာကိုဖြေဖြေရှင်းနိုင်လဲဆိုရင်တခြားပြဿနာတွေလည်းဟိုအထိုက်လျောက်တော့အလိုလိုရော့သွားနိုင်မယ်လို့တော့ကျွန်တော်ကမြင်တယ်ဆိုတော့ညီကိုတို့အမြင်ကရောဘယ်လိုရှိလဲအခု modern game မှာအတင်းတိုင်းဟာ high pressing တွေ high intensity တွေနဲ့ကစားလာတဲ့အပေါ်မှာကစားသမားတွေရဲ့ physicality နဲ့ပတ်သက်ပြီးတော့ဘာသာတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်